မင်္ဂလာပါရှင်ရှမ်းရဲ့ကူမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဝန်ကြီးချုပ်ကျောက်နီစိုက်ကွင်းရှိနွားမွေးမြေဆောင်အောင်ကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ကျောက်နီမွေးမြေဆောင်တွင် လုပ်ငန်းများအရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေးအတွက်ဇွန်လ9ရက်နေ့နနက်9နာရီခွဲကတောင်ကြီးမြို့နယ်ကိုလုံကျေးရွာအုပ်စုစိုက်ဖြိုရေးဦးစီးဌာနပိုင်းကျောင်းဒီစိုက်ကွင်းအတွင်နွားမွေးမြူရေးဆောင်အားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်ဝန်ကြီးများပြည်နယ်ဆိုရဖွဲ့အတွင်းရင်မူပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများနဲ့တာဝန်ရှိသူတို့ကတွင်စင်ကြည့်ရှုစစ်ဆေးကြကြောင်း သိရပါဗျာ ထို့နောက်မွေးမြူရေးဆောင်ရှင်လင်းဆောင်ခန်းမတို့တွားရောက်၍ပြည်내မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှပြည်내ဦးစီးမှုကမွေးမြူရေးနှင့်မွေးမြူရေးဆက်စပ်လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည် ၎င်းနောက်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ကရှင်းလင်းတင်ပြချက်အပေါ်ခရိုင်မွေးမြူရေးဆောင်ကြီးကြပ်မှုကော်မတီဖွဲ့စည်းပြီးဖြစ်၍ညပြင်းတွင်လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းနိုင်ရန်အတွက်ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းအဓိကမှာမွေးမြူရေးလုပ်ငန်းရှင်များဖြစ်ပါကြောင်းမူလစီမံချက်အရဝင်ရောက်ရမည်노ဇာနွားအကောင်ကြီးများရှိရမည်အစဝင်ရောက်မှုမရှိနိုင်သည့်အတွက် အခက်အခဲများတင်ပြပေးကြရန်တစ်ပင်ဆိုင်ပြူမှုတွင်လည်းနှစ်ရှည်တည်နှံစာပင်ဆိုင်ပြူပေးရန်လိုအပ်ပါကြောင်းနွားနွေညစ်ဆက်များကိုလည်းရှမ်းပြည်နယ်ဆိုရအဖွဲ့ကပံ့ပိုးဆောင်ရွက်ပေးထားပါကြောင်းမွေမြူရေးဆောင်အောင်မြန်မာကဒေတာအတွက်သားဖြစ်ပါကြောင်းလုံငယ်ရှင်များကလည်းဤပညာများကို အချင်းချင်းဖက်လှယ်ပေးကြရနဲ့ဒေသနွားများကိုလည်းမျိုးမြင့်ဆောင်ရွက်ပေးရလိုအပ်ပါကြောင်း ပြည်ပသွင်းကုန်လျှော့ချပြီးဒေတာထွက်ကုန်ကိုစူးစမ်းထုတ်လုပ်၍ပြည်ပသို့တင်ပို့နိုင်ရန်အတွက်စူးစမ်းလျက်ရှိပါကြောင်းနိုင်ငံတော်အကြီးအကဲများလည်းသိရှိနိုင်အောင်တင်ပြထားပါကြောင်းစံပြမွေမြူရေဆုံးဖြစ်ရန်နှင့်စနစ်ကြသောမွေမြူရေဆုံးဖြစ်ရန်လိုအပ်ပါကြောင်း ကော်မတီများလည်းဖွဲ့စည်းထားပြီးဖြစ်၍ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးကြရန်နှင့်လုပ်ငန်းရှင်များကလည်းအခက်အခဲရှိပါကတင်ပြဆွေးနွေးပေးကြရန်ပြောကြားခဲ့ပါသည်ရှင်အောင်မွေးမြူရေးလုပ်ငန်းရှင်များမှလိုအပ်ချက်အခက်အခဲများတင်ပြကြရာပြည်내ဝန်ကြီးချုပ်ကလုပ်ငန်းရှင်များ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနဲ့ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ပြီးပြည်내မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနပြည်내ဦးစီးမှုကမွေးမြူရေးလုပ်ငန်းရှင်များအတွက်လိုအပ်နေသောမျက်ချင်ဖက်ဆောင်ရွက်မည်လုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာကြသည့်ပြည်내အဆင့်ဌာနဆိုင်ရာများကလုပ်ငန်းနှင့်ပတ်သက်၍လိုအပ်ချက်များကိုဆွေးနွေးကြကြောင်းသိရှိရပါသည် ထို့နောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်မွေမြူရေးဆောင်အတွင်ဆောင်ရွက်ပြီးစီးသွားသည့်ဥအောင်မျိုးထွမွေမြူထားသည့်နှုတ်စာနွားနှင့်ဒေတာနွားချန်တို့ကိုတွားရောက်ကြည့်ရှုပြီး Super Seven Star Secretech Company Limited နှုတ်စာနွားမွေမြူရေးချန်နှင့်အသစ်ဆောင်လုပ်နေသည့်နှုတ်စာနွားချန်တို့တွားရောက်ကြည့်ရှုကြရာကုမ္ပဏီတာဝန်ရှိသူများမှရှင်းလင်းပြီးပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည့် ဥလိုက်မြင်မွေးမြူထားသည့်노ဇာနွားမွေးမြူထားရှိမှုကိုတွားရောက်ကြည့်ရှုစားကြောင်းသိရှိရပါတယ်ရှင်။